န်လေးကိုအနိုင်ရပြီးနောက်အစစ်နှစ်နေရာကို official တက်လန့်နိုင်ခဲ့တဲ့ Chelsea အားလုံးမင်္ဂလာပါဝင်းဘော channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်အခုပဲမင်းညာကရှင်းမြန်ကစားခဲ့တဲ့ဘန်လီနဲ့ Chelsea တင်ပွဲစဉ်ရဲ့ပွဲပြီးသုံးသပ်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲတွေမှာတော့ဒီ Chelsea တင်ကနှစ်ခုကိုမျိုးဆိုရရနိုင်ရရှိခဲ့တယ်ဒီပွဲတွေမတိုင်ခင်ကတည်းက ီပွဲချိုသုံးသချက်ဗီဒီယိုမှာကျွန်တော်ပြောခဲ့ရတယ်အဲ့ဒါဘာလဲဆိုတော့နျူကာဆယ်မန်ချက်စတာစီးတီးပွင့်ပွဲစဉ်ကရလက်တစ်မျိုးတစ်ပုံဖြစ်နိုင်တယ်ဒါကြောင့်ချက်ဆီအနေနဲ့ဒီပွဲစဉ်ကိုနိုင်လိုက်ရင်အဆင့်နှစ်နေရာကို official တက်လန်းနိုင်တဲ့အခွင့်အရေးရှိတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့ရတယ်တကယ်လက်တွေ့မှာလည်းဒီအန်ဆိုမာလက်စကာနဲ့ချက်ဆီသင်းသားတွေနဲ့အဲ့ဒီအခွင့်အရေးကိုအကောင်းဆုံးအသုံးချနိုင်တယ်လို့ပြောရမယ်ဘာလို့လဲဆိုတော့ဒီအရန်ကစားသမားတွေကိုအသုံးပြုခဲ့တဲ့တိုင်အောင်လိုအပ်တဲ့နိုင်ပွဲကိုသူတို့ဖော်ဆောင်နိုင်ခဲ့တယ် ဒီနိုင်ငံနဲ့ပတ်သက်ပြီးအချို့ဒီကစားသမားတွေကိုချီးကျူးရမယ်အထူးသဖြင့်ဒီမက်ကူကူရဲလာတို့ဒီမန်နော့သမက်ရသွားတဲ့အန်ဒရီဆန်တိုလို့ဆိုတာဒီနေ့ပွဲတွေမှာအကောင်းဆုံးပေးဆက်ကစားခဲ့ကြတယ်ပွဲကဒီအန်ဆိုမာရက်စကာကဘယ်လိုပြောရမလဲဘာစီလိုနာနဲ့ချန်ပီယံလိပွဲစဉ်ကိုဒီစိတ်ရောက်နေပုံရတယ်ဘာလို့လဲဆိုတော့ဒီပုံမှန်ပွဲထက်နေကြကစားသမားတွေကို3နေရ4နေရလောက်အပြောင်းလဲပြုတ်လုပ်ခဲ့တယ်အထူးသဖြင့်ဒီဆန်နာဘတ်အတွဲမှာဆိုရင် ချာလိုဘားနဲ့ဖိုဘန်တာတွဲကိုမတွဲဘဲနဲ့ချာလိုဘားနဲ့တူစင်တွဲကိုတွဲခဲ့တယ်။ဒီကွင်းလေ defensive midfield role မှာဆိုရင်လည်းကိုင်စီတို့နဲ့အန်ဒရီယန်ဆန်တို့ကိုအပြောင်းလဲလုပ်ခဲ့တယ်။လက်ဝင်းမှာဆိုရင်ဂါနာချိုးနဲ့ဂျေမီကေဒန်စ်ကိုအပြောင်းလဲပြုလုပ်ခဲ့တယ်။ဂိမ်းကြောင်းစပြောရရင်ဗန်လီကပွဲစားပိုင်းမိနစ်တွေမှာဖြစ်စည်းကိုတောက်လျှောက်ကိုဖိအားပေးတိုက်စစ်စဉ်ကစားတယ်။သူတပြင်းသူတို့အားသာတဲ့တောင်ပန်ကစားသမားတွေရဲ့ဒီ face ကိုအသုံးပြုပြီးတော့ area box တဲ့ကို cross ball တွေပေးပို့တယ်ဒီပေးပို့တဲ့ cross ball တွေတိုင်းကို Chelsea ရဲ့ Cancelo ကအကောင်းဆုံးရှင်းထုတ်နိုင်ခဲ့တယ်ဒါကြောင့်ဟို Chelsea အနေနဲ့ဟိုပထမပိုင်း minute တွေမှာ Van Lee ရဲ့တိုက်စစ်ကိုခတ်ခဲခဲခဲထိန်းချုပ်ကစားခဲ့ရတယ်ဒီ Chelsea ကဒီဘောလုံးရပြီဆိုတော့ねသူတို့အေးအေးဆေးဆေးဘောလုံးကိုဒီဖိတက်တဲတယ်ဘောလုံးရပြီဆိုတာ ਨੇ ဒီညာချမ်းကဒီပထိုနာတိုကိုအကောင်းဆုံးပေးပို့ပြီးဂိုးရအောင်ကြိုးစားတယ်ဒါပေမဲ့ဂိုးရသွားတာကတော့ထူးထူးခြားခြားဒီလက်ဝင်းကနေပဲသူတို့ဂိုးရသွားတယ်ဒီနေ့လက်ဝင်းတနေရာမှာ Jimmy Cadence ကပွဲစားပိုင်းမိနစ်တွေမှာခြေစမ်းမပြနိုင်တဲ့အတွက်ကြောင့်ဒီ Mac Cucurella ကဒီ Queen လဲ inverted fullback ပုံစံမျိုးတွေမကဘူးဒီ defensive team ရဲ့ area box တဲမှာ striker လိုပုံစံမျိုး သူကစားခဲ့တယ်ဒါကြောင့်ဂိုးရသွားတာကလည်းဒီ Mac Cucurella ရဲ့ ball control ကောင်းမွန်မှုကနေဒီ Jimmy Cadence က area box တဲကို cross ball ပေးဖို့ရကနေတဲ့စဉ်ဒီ Patronato က ခေါင်းတိုက်အတွင်းယူပေးခဲ့တယ်ဒီကိုမှဆိုရင်လည်းမက်ကူဂူရဲလာရဲ့အခန်းကဏ္ဍကအရန်ကိုအေးပါခဲ့တယ်ဒီနေ့နိုင်ပွဲမှာအန်ဒရီယဆန်တိုရဲ့အခန်းကဏ္ဍကလည်းအရန်ကိုအေးပါပါတယ်အထူးသဖြင့်သူအားတာတဲ့အေဒီယယ်ဂျူရဲ့ဘိုင်းကိုအကောင်းဆုံးအသုံးချပြီးတော့ဘောလုံးရယူတယ်ပြီးရင်ဒီဘောလုံးကိုဖြတ်ထုတ်တဲ့ဘိုင်းတွေဖြတ်လူတဲ့ဘိုင်းတွေမှာသူအကောင်းဆုံးလှုပ်ဆောင်တယ်နောက်ပြီးဒီတိုင်ဘက်ဒီဘောလုံးရပြီဆိုတာနဲ့အဲ့ဘောလုံးလမ်းကြောင်းကအေရီယာဘောက်စ်ထဲကဘယ်နေရာစီပေးပုံလဲဆိုတာသူကောင်းကောင်းနားလည်တယ်။ဒါကြောင့်မို့လို့လေအချို့ဒီတိုင်ဘက်ရဲ့လိုးခရော့စီတိုင်းကိုသူအကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့တယ်။ဒါ့အပြင်ဒီပြိုင်ဘက်ကဒီလောင်းဘောပေးပို့လိုက်ပြီဆိုတာနဲ့အဲ့လောင်းဘောတွေတိုင်းရဲ့ passport second ball တွေတိုင်းကိုသူအကောင်းဆုံးဦးနိုင်ခဲ့တယ်။ဒါကြောင့်မို့လဲဒီပွဲရဲ့ man of the match ရခဲ့တယ်။ဒီပွဲမှာဒီ Andrea Santos ကဒီ Kai Sito ဝင်ပူးသလားမှတ်ရတယ်။တကယ်ကို performance ကောင်းပြသနိုင်ခဲ့တယ်လို့ပြောရမှာပဲ။ဒုတိယပိုင်းမှာတော့ဒီ Chelsea ကဘောလုံးကိုအေးဆေးဆေးထိချုပ်ကစားတယ်။ Burnley ကတော့ဒီထိုးပေါက်တိုက်စစ်တော့စင်တယ်။ဒါပေမဲ့ဒီဒုတိယပိုင်း Burnley ရဲ့ထိုးပေါက်တိုက်စစ်စင်မှုကပထမပိုင်းလောက်အရင်ကြီးဒိန်းချမဖြစ်ဘူး။ဒါကြောင့်မို့လဲ Chelsea က ဘန်လီရဲ့တိုက်စီကိုအကောင်းဆုံး break လုပ်နိုင်ခဲ့တယ်။ချဲသီးကတော့ဒီသူတို့ဘောလုံးရပြီဆိုတာနဲ့ကိုရောက်ဖို့အတွက်ဆိုရင် quick transition နဲ့ quick counter attack ကိုပဲဥတည်ပြီးတော့ကိုရအောင်ကြိုးစားကစားသွားခဲ့တယ်။ဒုတိယဥဆောင်ကိုဆိုရင်လည်းဒီ quick counter attack ကနေ Enzo Fernandez ကချဲသီးအတွက်ဒုတိယအနိုင်ကိုတွင်းယူပေးခဲ့တယ်။ဒီနိုင်ပွဲကြောင့်ဒီချဲသီးကဒီအဆင့်တက်နေရာကအာဆင်နယ်နဲ့၃မှတ်กว่าအနေထားအဆင့်တက်နေရာကိုရောက်လာခဲ့ပြီ။ကျွန်တော်အများပြောသလိုပေါ့ချဲသီးမှာအရန်ကောင်းတဲ့ကွင်းလယ်အစုအဖွဲ့နဲ့အရန်ကောင်းတဲ့ တိုက်စစ်အစုဖွဲ့ရှိတယ်ဒါကြောင့်ဒီဟာဒီမှာသူတို့တစ်ခုခုကိုမျောလင်းလို့ရတယ်ချန်ပီယံဖြစ်တယ်မဖြစ်တယ်ဆိုတာအထက်ဗျာချန်ပီယံဖြစ်ဖို့အတွက်ဆိုရင်လေတိုက်တယ်ရေးစ်မှာပြိုင်ခဲ့တဲ့အတွေ့အကြုံကလည်းလိုတယ်ဘာလို့လဲဆိုရင်ချယ်ဆီရဲ့လက်ရှိစကွတ်ကယန်ပလေယာတွေတော်တော်များများပါဝင်တယ်ဒါကြောင့်တိုက်တယ်ရေးစ်မှာပြိုင်ခဲ့တဲ့အတွေ့အကြုံကလည်းချန်ပီယံဖြစ်ဖို့အတွက်ဆိုရင်လိုအပ်ပါတယ်အခုဆိုရင်ချယ်ဆီကအာဆင်နယ်နဲ့၃မှတ်กว่าအနေထားကိုရောက်လာခဲ့ပြီဒါပါပဲပြောပြောတိုက်တယ်ရေးစ်တွေသူတို့ပြန်ပါဝင်လာနိုင်ပြီလို့ ပြောလို့ရတယ်ဒါကြောင့်ဒီဟာဒီမှာ Chelsea အနေနဲ့ Title Race မှာအမြင့်ဆုံးပြန်တန်းနိုင်ပါစေကြောင်းစုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗီဒီယိုလေးကိုဒီမှာပဲနားရင်ပါတယ်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ